မိုင်ဗီဒီယိုကိုနားဆင်အောင်ပြနေကြတဲ့ပရိသတ်တွေအားလုံးအတွက်စိတ်ဝင်စားစရာကောင်းတဲ့စာအုပ်ထဲကအကြောင်းအရာတွေကိုဖတ်ပြတင်ဆက်ပေးနေတဲ့ podcast ပိုင်းဖြစ်စုဆိုတဲ့အစီအစဉ်လေးတင်ဆက်ချင်ရောက်ရှိလာပါပြီ။ဒီနေ့မှာဖြစ်စုပရိသတ်တွေအတွက်ဖတ်ပြပေးဖို့ရွေးချက်ထားတဲ့စာအုပ်လေးကတော့စာရေးဆရာမနနိုင်စနေဘာသာပြန်ရေးသားထားတဲ့နေကြာပန်းလေးတစ်ပွဲလုံးပြုံးပါဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်။ဒီထဲကမှဆိုလို့ရှိရင်တော့ဖြစ်စုက စာဖတ်တဲ့လူမျိုးဆိုရဲခေါင်းစဉ်လေးကိုရွေးချက်ထားပါတယ်။စာဖတ်တဲ့လူမျိုးဂျူးလူမျိုးတွေကစာအလွန်ဖတ်သူတွေဖြစ်တယ်။အစ္စရေးနိုင်ငံမှာ14နှစ်အထက်လူတွေပြင်းမြတက်လာမှာ တအုပ်စာဖတ်ကြတယ်။အစ္စရေးမှာ လူရိုင်းနီနီစာကြည့်တတ်ကရှိကြတယ်။ကလေးတွေနားလေတက်စာအရွယ်မှာ မိခင်နိုင်လို့ ကလေးတွေကိုစာဖတ်ဖို့တိုက်တွန်းတတ်ကြတယ်။စာအုပ်ထဲမှာအသိဉာဏ်ပညာတိုးဝတ်ထားကြောင်းကြောက်တံဗရမများတွေထက်တံပိုးကြီးကြောင်းအဲ့ဒီအသိဉာဏ်ပညာတွေသူတစ်ပါးမခိုးနိုင်ကြောင်းလမ်းညွန်ပြကြတယ်။ဂျူးလူမျိုးကကဘာပေါ်မှာစာမတက်တဲ့သူမရှိတဲ့လူမျိုးဖြစ်တယ်။တရောင်းစားတော်မှစာအုပ်နဲ့မကင်းကွာနိုင်ကြပါဘူးအပြည့်ပြည့်ဆိုင်ရာစာကြည့်နှုန်းလေးလာဆန်းစစ်မှုမှာ ကိုရီးယားလူမျိုးတယောက်ဟာပြင်းပြအားဖြင့်တစ်နှစ်မှာ17အုပ်ဖတ်တယ်။ပြင်သစ်က8.4အုပ်ဂျပန်က8.5အုပ်ဖတ်တယ်။ကမ္ဘာပေါ်မှာနှစ်စဉ်နှစ်တိုင်းစဖတ်နှုန်းအများဆုံးသူတွေထဲမှာကျူးလူမျိုးက ထိတ်ဆုံးမှာဖြစ်တယ်။လူတယောက်ဟာတစ်နှစ်ကို ပြင်းပြအားဖြင့်64အုပ်ဖတ်တယ်။မြန်မာပြည်မှာတော့ကျောင်းပြတန်းစာအုပ်ကလွှဲရင်တစ်နှစ်မှာပြင်းပြတအုပ်လောက်ရှိပါမလား။ ဂျာမနီနိုင်ငံရဲ့လမ်းမထက်မှာပေါ်ရတဲ့မျက်လုံးကြော်ရှင်းလာတဲ့အမှုအရာမြင်တာတဲ့ခြေလမ်းနဲ့လှမ်းနေတဲ့လူအိုတွေမှာပဲဖြစ်ဖြစ်လှပဆဲဆာမှုရှိတဲ့မိမလတွေမှာပဲဖြစ်ဖြစ်ရှုံတက်ယုံစင်ဝန်ထမ်းဝတ်စုံဝတ်ဆင်ထားသူတွေမှာပဲဖြစ်ဖြစ်သူတို့ရဲ့ချိုင်းအောင်မှာစာအုပ်တအုပ်တော့ညှက်ထားတတ်တယ်ဂျာမနီရဲ့ထုတ်ကုန်တွေကို နိုင်ငံတကာကတံမိုးထားကြတယ်အဲ့ဒီထုတ်ကုန်တွေကသိပ္ပံနဲ့ဤပညာကနေလာတယ် ဒီနည်းပညာတွေကစာဖတ်ခြင်းကနေ လာတာဖြစ်တယ်။စာဖတ်ခြင်းဆိုတာကမ္ဘာပေါ်မှာအရင်ကအ ਨੇ ဆုံးမြင့်မြတ်တဲ့အရာတစ်ခုပေါ့။ဟမ်ဘာဂါတစ်လုံးလောက်ပဲရှိတဲ့တန်ဖိုးနဲ့စာရေးသူရဲ့အနှစ်နဲ့အလားလားတွေးခေါ်မှုနဲ့အချိန်ကိုရနိုင်တယ်။အားလက်ချိန်တိုင်းစာဖတ်ပါတဲ့။စာအုပ်ထဲမှာတန်ဖိုးဖြတ်မရတဲ့ယရနာတွေတို့ဝတ်ထားတယ်။တကယ်လို့ကောင်းကင်ဘုံဆိုတာရှိခဲ့ရင် အဲ့ဒီကောင်းကင်ဘုံဟာစာကြည့်ရိုက်ပုံစံပဲဖြစ်မဲ့ထင်ပါရဲ့အခုပရိသတ်တွေနားဆင်ကြရတာကတော့စာရေးဆရာမနနိုင်စနေရေးသားထားတဲ့စာဖတ်တဲ့လူမျိုးဆိုတဲ့ကောင်းစင်လေးပဲဖြစ်ပါတယ်ပရိသတ်ကြီးစာအုပ်တွေကိုဖတ်ရတာကိုဝါသနာပါကြပါသလားစာရီဖတ်တယ်ဆိုရင်ဘယ်လိုမျိုးစာအုပ်တွေကိုဖတ်လို့ရှိကြပါသလဲအခုလက်တလော ဖတ်ဖြစ်နေတဲ့စာအုပ်လေးရှိရဆိုလို့ရှိရင်လည်း comment မှာဝင်ရေးပေးသွားကြပါအောင်နော်။ပျော်စရာကောင်းတဲ့နေ့လေးကိုပိုင်ဆိုင်နေကြပါစေလို့ဆုတောင်းပေးရင်းနဲ့ဒီကနေ့ရဲ့ podcast by phiusu ဆိုတဲ့အစီအစဉ်လေးကနေပြီးတော့နှုတ်ဆက်လိုက်ပါရရှင်။